အဲဒါပေမဲ့ဒီဖိုဒန်အစည်းအဝေးကိုတက်ဖို့အတွက်ကိုရုရှားကဒီကာဂျိုကြီးကိုမဖိတ်ပါဘူး။ဒါပေမဲ့မဖိတ်ပေမဲ့ तू ကဖိတ်အောင်ဆိုပြီးတော့ပတ်စံပေးပြီးတော့ဖိတ်ဆောင်ဝယ်လိုက်တာပါ။ဘူးခင်ဗျလွဲနေတယ်လေ။ဟုတ်ဖိတ်ဆောင်ပတ်စံပေးပြီးဝယ်လို့မရဘူး။ဟုတ်ကဲ့ပဲရုရှားကမဖိတ်ဘူး။ तू ကဖိတ်ဆောင်ကိုမဖိတ်ဖိတ်အောင်ဝယ်လိုက်တာ။ ောင်ဟုတ်ကဲ့ဟုတ်ဟုတ်ကဲ့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 ပါပါလေးဟုတ်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 ဟိုကျွန်တော်အကြိမ်ရှင်းပြပါဦးဟုတ်ဟုတ်ဟုတ်ကဲ့ပါဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်စကြနော်ဟုတ်ကဲ့ပါဟုတ်ကဲ့ပါပါလေးဟုတ်ကဲ့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 ဟုတ်ဟုတ်ဟုတ်ကျေးဇူးပါကျေးဇူးပါဟောဟုတ်ကဲ့ပါနောက်မဖြစ်เสียပါဘူးကွာကျွန်တော်လည်းအစားတောက်ကိစ္စနဲ့ပတ်သက်မပြောချင်ဘူးပါလေးရဲ့ဟုတ်ကဲ့ဟုတ်ကဲ့ဟိုဟိုပြောလိုက်ပါမယ်ပြောလိုက်ပါဟိုသမင်းကြီးကပိုင်းနိုင်ခံလို့ဝမ်ပြေပေါ့ပါလေဟုတ်လားဟိုနောက်ကလေယူသွားတာဟေး ဘာတွေပြောနေလဲအစားတော့ကိစ္စဆိုဩော်သမင်းကြိုက်လူခံရတာဟုတ်တယ်ဗျာကျုပ်ကဓာတော့ဝီလူပါဟာသမင်းကြိုက်ဘူးဗျာဘာတွေပြောနေလဲအစားတော့ကိစ္စဆိုအာဒီပြေကိစ္စဗျာခင်ဗျာလေဟုတ်ကဲ့ဟုတ်ကဲ့ဒီအစားတော့နဲ့ပတ်သက်လို့အဲ့လိုလိုင်းပေါ်တက်ပြောရတာတော်တော်ရှက်ပုံပေါ့ဟုတ်ဘူးဟုတ်ဩော်တဖက်ကရှင်းနေရလေဗျာဘာမှမသိပဲနဲ့ရှောက်မပြောဘူးစားတော့ကိစ္စဆို အဲမနဲ့啊တရားသူကြီးရဲ့မိန်းမထမင်းမချက်ပေးလို့ဖြစ်တာအဲ့ကိစ္စဟုတ်တယ်ဩစောစောထခိုင်းလေဘာလို့ပြောနေတာလဲတုံးပါဘေးမသွားမိလို့လားမဟုတ်ဘူးအဲ့ကိစ္စတခုမှမဟုတ်ဘူးကျွန်တော်ပြောနေတာဒါအစားတော့ကိစ္စဟောဒီလိုလုပ်ပါဟိုထမင်းကြိုက်မပိုင်းလဲကျွန်တော်ကကြောင်စာတွေဝယ်ထားရရှိတယ်ဟေးဟေးဟေးကျွန်တော်မရင်းလိုက်ဘူးဟိုအစားလူဦးပြခင်ဗျတလိဆိုင်မှာဟောကျွန်တော်သဘောပေါက်ပြီတရားလူကြီးပြောတဲ့ဒီအစားတော့ကိစ္စတော့ဟိုဟာတရားလူကြီးကဒရိုက်ဘာထမင်းလူစားလို့ဟုတ်တယ်ဒီကောင်ဘုန်းကြီးထမင်းကြိုက်အရင်စားလိုက် ဒရိုက်ဘာထိမင်းလူစားမလားခင်ဗျာလေစားသောကိစ္စအာခင်ဗျာတို့ရုတ်ခေါ်ပါဘောရုတ်ရှိရဘုရားကျော်ရောင်းနဲ့ကလမာလေးနဲ့ကြွိုင်တက်ဟုတ်တယ်သူကျွန်တော်အလကားမကျွေးဘူးလေဟေးတွေးလိုက်ပါဘာတွေပြောနေတာတော့ဟုတ်ဟုတ်ကဲ့ဟိုမဟုတ်ဘူးဘာတွေအဲနောက်မှကျွန်တော်ဆက်လိုက်မယ်နော်ဟုတ်ကဲ့ကျွန်တော်လှုပ်လိုက်ပါမယ်ခင်ဗျာတစ်ဖက်ကရှင်းနေရလေတည်းဟိုတိတိကျကျမသိမနဲ့မပြောစားပါဘူးခင်ဗျာပြောတာပါစားသောကိစ္စသူကစမူသာကိစ္စခဏခဏကြွိုင်တက် မဟုတ်ဘူးဦးလေဘရကြော်နဲ့စမူစာနဲ့လေစမူစာ coin တက်တာကျုံမဟုတ်ဘူးဗျာဟောအေဟိုဘက်ကဟာမဆိုင်ဘူးလေကျွန်တော်ကတရားသူကြီးပဲကာပေးပြီးတော့ပြောနေရဟုတ်ဟုတ်မနဲ့အစော်ကြီးထပြီးတော့ထက်ချက်ခိုင်းပါတရားသူကြီးထမင်းကြီးခင်ဗျာကျုံကပြန်မလားကျုပ်ပြန်ဟောသူမဟုတ်ဘူးလို့ပြောထားလို့မဟုတ်ဘူးလေကျွန်တော်တရားသူကြီးပဲကာပေးတော့ဟိုကျောင်းစာရှိတယ်ကျောင်းစာဘာတွေပြောနေတာတော့အော်ခဏလေးဟုတ်ကဲ့ဟုတ်ကဲ့ပါကျွန်တော်စီစဉ်လိုက်ပါမယ်နော်ဟောဟောဒါပါပဲပါဩလူကြီးတွေစားဖို့လုပ်ပေးတာဟဲ့ဟဲ့ဟုတ်ပါဘူး ပြဿနာတက်နေလို့ဟောအစားတောက်ခေချလားဟုတ်ဟောလူကြလားဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်လူလားအားလုံးကဝိုင်းမဟုတ်လေဦးကကျွန်တော်ပြောနေတာအစားစားတောက်ခေချလေအေးအေးလေအဲ့ဒါကဘာတွေပြောနေတာပြောပြောပြောကျွန်တော်ဖမင်းညိုက်ခေချလဲမို့ဟုတ်ကိုပိုင်ကားနဲ့လာတာဝိုင်ပီရလည်းမစီဘူး။ဟော။သဘောပေါက်တယ်နော်။ဟုတ်ကိုပိုင်ကားကိုဝိုင်ပီရတစိတ်တက်ဘူးလို့။ကိုပိုင်ကားကိုဝိုင်ပီရတစိတ်တက်လို့ရလားလို့။တခါတွေ့ဘူးလို့ပဲ။အိုးဒုက္ခပါပဲကွာ။အဲ့ဒါအဲ့ဒါကျွန်တော်တို့ဟိုဟာရိုက်တာဗျာ။အဲ ဘာလဲဘယ်လိုခေါ်မလဲအသိပညာပေးစကားလေးရိုက်ပြပေးနော်အသိပညာမရှိတဲ့လူတွေအတွက်အသိပညာကိုလေးပြန်လို့ညဘယ်လိုထိုးတာကိုပြန်လို့ယူလို့ရိုက်တယ်ဒါကိုပြောတာရစီကန်လဲစီကန်ဘာလဲမသိဘူးနော်အဲ့ဒါကိုပြောတာအဲ့ဒါရိုက်တာလေအဲ့တော့ဒီနေ့ဖြစ်တဲ့ပြဿနာဒီလိုဗျာအဲ့ကျတို့ကကြုတ်ကြီးကရရှောက်သွားတာခမက်သိရနော်ခမင်းကြိုက်လူခံအေးအဲ့မှာငါတလောက်ပုံးလို့ပါပါဟုတ်လား ပါလေတော်နေလားဟောရှင်းပြီရှင်းရှင်းပြောပြောပြောပါအဲ့မှာငါတလောက်ပေါင်းနေလက်ဖက်ဒီလက်ဖက်ရည်ဒီယူွားတဲ့ကိစ္စကိုဖြီသူလူထုကနေပြီးတော့ရရရှိတယ်အဲ့နောက်ပြီးတော့ဒိုက်အတက်ရှက်လုတ်တယ်ဆိုဝေဖန်ကြတယ်ဗျာအဲ့ဒီကိစ္စကိုပြောနေတာဘယ်ဆရာခိုင်းတာ ဝစီမိတ်လေးဗျာဟဟာသူကငါအစိမ့်နဲ့လောက်တာနော်ဘာတွေပြောနေတာလဲဟိုဒဲဒက်စစ်ဆိုတော့ကပဲကျုံတော့ခင်ဗျာလောက်တာနဲ့ကျုံပြဿနာတက်တော့မှာပဲဗျာဟောဟုရုရှားမှာငါတလောက်သွားကြွေးတဲ့ကိစ္စအဲ့ကိစ္စကိုပြည်သူလူထုကပြောတယ်ဆိုတော့ဟာအဲ့ဒီကိစ္စကိုရှင်းပေးပါတဲ့အဲကျွန်တော်လည်းဖုန်းလာတာကြားပဲကြားတယ်အဲ့ဒီနေ့ကြားခင်ဗျာကြားတယ်ဆိုရင်လောက်ပါဦးကြားတယ်ကြားတယ်ဟိုဒီကိစ္စကိုကျုပ်တို့ဘယ်လို့ လုတ်ပြီးရှင်းပေးရင်ကောင်းမလဲပေါ့အဲ့တော့ဒီကိစ္စရဲ့ဖြစ်စဉ်ကိုကျွန်တော်အကျဉ်းရေးပြီးရုံတော်တင်ပြပါအဲကောင်းတယ်ဗျခင်ဗျမစိုးဘူးဗျခင်ဗျတော်တော်တော်လာပြီဟုတ်ဟုတ်တော်တယ်လေတော်တယ်တရားမျိုးရေးဆိုင်တော့တုံးနေအောင်ခင်ဗျရတော့အာမယူပါဘူးပါ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 ပြောတယ်မဟုတ်မဟုတ်လေတော်တယ်လို့တော်တယ်လို့အဲ့ဒါအဲ့လိုအဲ့နေရာကြီးကြုံလူကျူးလေ600တော့ကုန်လာခင်ဗျဆိုသိမ့်မကုန်တော့ဘူးခင်ဗျလေ300လောက်အဲ့တော့ဒီဖြစ်စဉ်ကိုဟောပြည်သူလူထုကအထင်မလွဲအောင်ဟုတ်ကဲ့ဒါပြည်သူရဲ့ရှင်းနေတယောက်ဖြစ်တဲ့အတွက်ခင်ဗျကနေပြီးတော့နည်းနည်းလေးတင်ပြပြီးတော့ ပြည်သူနားလဲအောင်ရှင်းပြပေးလိုက်ပါဗျာဟုတ်ဟုတ်ဒီကိစ္စဒါလိန်တာပေါ့နော်အေးပေါ့ဟုတ်လိန်နိုင်ရတာမဟုတ်ဘူးဒါဟုတ်ပြောတာအဲ့တော့လေးစားပါတော့တရားကြည့်မယ်လေးစားပါတော့တရားကြည့်မယ်တခါပြောရပြီဟုတ်မနေ့ကပြုတ်ဝင်မေးကမနေ့ကမပြုတ်ဘူးလေမနေ့ကကိုယ့်အိမ်မှာကိုနေရတယ်မတွေ့လဲတခါပြောရင်ရပြီဟုတ်နော်နော်လူတွေစိတ်ကတိတ်ရှည်နေတာပေါ့တရားလေးစားပါတော့တရားလူကြည့်မယ်ခင်ဗျာအဲကျွန်တော်နေဒီဖြစ်စဉ်ကိုတင်ပြမယ်ဆိုရင်ဒီငတလောက်လင်မယားရဲ့ကိစ္စဟေးဟေးဟေး ဘယ်ဟုတ်ငါတလောက်လင်မြတ်ဟောပြည်သူကပြောပါတယ်ဆိုမှ तू ကငါတလောက်လင်မြတ်လားငါတလောက်ပေါ့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 ကိစ္စဟုတ်ဒီငါတလောက်ပေါ့ကိစ္စကိုကျွန်တော်ရှင်းပြပြီးကျွန်တော်စာထုတ်ပေးမှာဖြစ်ပါတယ်ဟုတ်ဟုတ်ခင်ဗျာခုနကပြောတာမှားပါပါတယ်နော်မှတ်တာတို့လားအဲ့တော့ဒီကာချုပ်လင်မြားဟာဒီရုရှားကိုသွားတာငါတလောက်ပေါ့တက်တက်ကိစ္စမဟုတ်ပါဘူးအနုမြူဖိုရန်ကိစ္စကိုသွားတာပါအဲ့ဒါဟာဒီလို့ဟုတ်လေအဲ့လိုဖြစ်ရမှာဟုတ်တွေ့လားသူများတကားလေခင်ဗျလှုပ်လိုက်ဆောက်တလွဲ့ เนาะအဲ့တော့ဒီအนุမြူဖိုဒန်ကိစ္စကိုဒါတွက်တက်တာဖြစ်ပါတယ်အဲဒါပေမဲ့ဒီဖိုဒန်အစည်းအဝေးကိုတက်ဖို့အတွက်ကိုရုရှားကဒီကာဂျူကြီးကိုမဖိတ်ပါဘူးဒါပေမဲ့မဖိတ်ပေမဲ့ तू ကဖိတ်အောင်ဆိုပြီးတော့ပတ်စံပေးပြီးတော့ဖိတ်ဆောင်ဝယ်လိုက်တာပါဘူးခင်ဗျလွယ်နေတယ်လीဟုတ်ဖိတ်စာပြတ်ပြီးဝယ်လို့မရဘူး။ဟုတ်ကဲ့ပဲရုရှားကမဖိတ်ဘူး။ तू ဖိတ်စာကိုမဖိတ်ဖြစ်အောင်ဝယ်လိုက်တာ။ခါချုပ်ကအနုပြုဖိုဒန်ကိုသွားတာဖိတ်စာတရလို့။ तू မပါဘူး။ तू မပါဘူး။ဒါမဲ့ तू အဲ့ဒါကိုတက်မယ်ဆိုပြီးတော့ပတ်စံပေးလိုက်တာ။အဲ့မှာဟော तू ဖိတ်စာပို့လို့ဖိတ်လိုက်တာဒါပဲကျုပ်ကြားတာလေပြန်လာရင်ကျူဖို့အတွက်ပတ်စံပြလာပဲကြားဘူးတော့ဒုက္ခဒီသွားတာကိုအသွားတော့ဖိတ်စာကိုဝယ်လိုက်တာအဲဒီစီးကိုတက်ဖို့အတွက်ဖိတ်စာကိုပတ်စံပြဝယ်လိုက်တယ်အပြန်ကဒီမှာတယောက်၃000လား၄000လား၃000အဲ့ဒါကဟိုတကမှာအပြီးကြီးတယ်ဒီဘက်ခွင်ဟိုဘက်ခွင်ကိုကြောက်သူကျူရှင်းထားတာရှင်းထားတော့ဟိုကျုပ်ကလည်းအဲ့ဒါမသိလိုက်ဘူးအဲ့တော့ဒီဖိုရန်ကိစ္စမှာအစည်းအဝေးမှာကာကြိုကြီးကမပါပါဘူးဒါပေမဲ့ तू မပါပါအောင်ပတ်စံပေးပြီးတော့ဒီအစည်းအဝေးကိုရအောင်တက်ပါလေနော်အဲ့ဒီအချိန်မှာ ရုရှားတောင်းဆိုပါလေကဲမလာကြီးနော်ကာကြုံကြီးပေါ့အစည်းအဝေးလက်တက်မယ်ဆိုရင်တော့တခုတော့ကိုကြီးဒီတိုင်းတော့မရဘူးအာကျွေးမွေးတာဝယ်မေ့ယူရမယ်အဲ့လိုပြောလိုက်ပါလေနော်အဲ့အဲ့လိုပြောတဲ့အခါမှာဒီကာကြုံလင်မြဒီကျွေးမွေးတာဝယ်ယူလိုက်တယ်ပေါ့နော်အာငါတို့တွေပေါင်းပြီးတော့အဲ့ဒီမှာဘာကိုစပြီးတော့ထက်ပြီးတော့ရုရှားတောင်းဆိုလဲဆိုတော့မလာကြီးနေနဲ့ဒီဖိုတောင်တက်မယ်ဆိုရင်တော့ဒီဖိုကိစ္စကိုလည်းနည်းနည်းတိထားမှရမယ်လေဒါပေါ့ဒါပေါ့အဲ့တော့အနုပြုဖိုတောင်တိလာဆိုတော့ तू မတိဘူးပေါ့အဲ့ तू မတိတဲ့အတွက် ီဖိုတစ်ခုခုနဲ့ပတ်သက်တဲ့ဟာကိုယူလာလို့ပြောတဲ့အခါမှာသူကဒီမီးသွေးဘုံနဲ့ဒီပေါင်းထားတဲ့ငါတလောက်ကိုဒါသူယူသွားတာဖြစ်ပါတယ်เนาะတဲသူကျော်တော့ခုမေးချင်စရာလေးရှိလို့ပါအော်ဘာမေးဘုံငါတလောက်ဆိုတာငါ့ကိုပြောတာအော်ခံနေတော့ခံပြန်နေပြန်နေကြည့်နေကြိုတန်းစိတ်ပြေးလိုက်ပါဘာမလို့လဲတဲသူဒါလေးမေးရအောင်အာငါတလောက်ကွာတော့ကောပဲကွာဘလို့နေရကျွန်တော်ကစပြီးတော့ โอ้ยว่าตักก็ลุ่ละแกกองเลยว่าบลูโอ้เราไม่ปิดกูล่ะไม่ติดกว่าอ๋อจนเราနိုင်ငံเจ้ามาอณีมาเลยสิทธิ์ตันนี่บาเลยตั้วเตยတော့အဲ့ကြောင့်မသိလို့မင်းပြီးတာတရားစီဩရုရှားပြန်ပြစ်စီလားခဲမွေးရတဲ့နိုင်ငံเจ้ามาနေတာကျွန်တော်စစ်တရားလေးပါလေသွားတဲ့တော့အဲ့ပါနိုင်ငံခြားမှာနေဖြစ်တာလေသူ့မွေးလေးကဂျမန်ခန္ဓာမှာသူ့မြေမွေးလိုက်တဲ့ကဘိုက်တဲ့ထွက်တဲ့ကသူ့ရုရှားကိုပြစ်လိုက်တာရုရှားရောက်တော့ငါတလောက်ဝင်မြင်မှုငါတလောက်ဆိုတာလေကျုပ်တို့နိုင်ငံတနိုင်ငံပဲထွက်တယ်သိလားအဲ့တော့ဟိုဟာဂျာတရားအစီအစဉ်နေနဲ့ဒီစစ်တင်နန်းနေမှာ ငါတလောက်ဒီငါဖြစ်ပါသည်လို့စစ်သားတွေကိုတင်ဖို့တင်ပေးဖို့လို့လာမလို့လေဗျာဟိုသူမသိဘူးဖြစ်နေလေအော်ကျွန်တော်တင်းထဲမှာမတက်ခဲ့ရလို့ပါတရားသူကြီး။အော်တင်းထဲမှာမပေါ့။အော်တို့ကောကော။အဲ့တော့ကျွန်တော်ခုနကစကားလေးကိုဆက်လိုက်ပါမယ်။နော်။မဆက်လိုက်တော့ကောမပြောနဲ့။အဲ့တော့ဒီဖိုနဲ့ပတ်သက်ပြီးတော့တခုခုယူလာပါနော်။တီထွင်ထားတာယူလာပါဆိုတဲ့အတွက်ကာကြိုကြီးကဒီအနုမြူဖိုတန်မှာအနုမြူကိစ္စကိုသူမသိဘူး။မသိတဲ့အတွက်ဒီသူကျွမ်းကျင်တဲ့မိသွေးဖိုပေါ့နော်။မိသွေးဖိုမှာဒီငါတလောက်ကိုတေချာပေါင်းပြီးတော့ဒီမိသွေးဖိုကိစ္စကိုသူ တင်ပြဖို့အတွက်ကိုငါတို့တွေယူသွားတာဖြစ်ပါတယ်ဟုတ်လေဟုတ်ခမရသူဖိုးနိုင်တယ်လေခမရပြောသလိုကျုပ်တို့ကာကြုံကြီးอ่ะဟုတ်မမသိပဲမိသွေးပုံမှာဓာတ်လုံးထိုးနေလို့ခမရပြောနေတာအကြီးရလားဟိုအဲ့လောင်းလိုက်မလားမသိဒီကိစ္စကိုကောက်ွက်တယ်တဲ့သူကြီးမြတ်ခင်ဗျာဟောကောက်ွက်ပြန်ပြီဒီကိစ္စကိုတော့ကျွန်တော်အပြေးထံကောက်ွက်ပါတယ်ဟုတ်ပါပြန်ပြီကျွန်တော်တို့ယူသွားတဲ့ ငါတလောက်ပါရှော့မတွေ့ပါနဲ့ဟုတ်တယ်အဲ့ဒါငားလို့ဒီကြပြောငားအဲ့ဒါငားနော်ဟုတ်ကဲ့ကျွန်တော်သိသွားပါပြီသိပါပြီလားဒါရှော့မတွေ့နဲ့တော့အဲ့ငါတလောက်ကိုပေါင်းဖို့ဆိုတာအ ਨੇ ဆိုတာဖိုးလိုပါတယ်တဲ့သူကြီးမေတေးသေးချာချာလေးဖိုးပေါ်တင်ပြီးတော့မှမီးရှို့တတ်ဖို့လည်းလိုပါတယ်တဲ့သူကြီးမေနော်မီးရှို့တတ်မှာမီးရှို့တတ်ခဏလေးခဏလေးမီးရှို့တတ်ဖို့လိုတယ်ဆိုတော့ မသိရင်ပဲကာကွယ်ဥစည်းချုပ်ကချုံမီချုံမီကြတာခင်ဗျပြောတာမိုင်းတိုက်တော့ဝါရမိုင်းဝါရမိုင်းကျွန်တော်ပြောချင်တဲ့အတိပဲမီးမီးချစ်ပြီးတော့မီးဖို့ဖို့ပြောတာပါဟုတ်ဟုတ်เนาะကောင်းတယ်ဒါဆိုခင်ဗျပြောတဲ့ပုံစံကာကျုပ်ကတုံမီချုံမီပေါ့နော်ဘာလို့ဖြစ်လဲနေရာတကမှာတိုင်းပြည်မှာမီးတွေလိုက်ရှုံနေတာခင်ဗျလို့ဖြစ်နေလေမဟုတ်ကျွန်တော်ပြောချင်တဲ့အတိပဲကောင်းတယ်ကောင်းတယ်အဲ့အဲ့ဒါလေးကောင်းတယ် ဂရင်းတွေ့တယ်အဲ့ဒါဟုတ်ဘာကိုဂရင်းဘာလဲကောင်းတယ်လို့ဟိုကျုပ်ပြောနေတယ်ခမရခမရဘာကိုကောင်းတာခမရပြည်သူတွေဟိုကပြောရမှာလေဒီငါးကိစ္စတော့ဒီငါတလောက်ပေါင်းကိစ္စတွေတရားဟိုဒီစားရေးတော့ရေးကိစ္စတွေတော့ပြည်သူနားလဲအောင်ရှင်းအောင်ခမရပြောပြခမရတော်တော်လေးရှောက်ပါဟုတ်အဲ့တော့ကျွန်တော်ထက်ဆက်လို့ရတယ်အဲ့တော့လွယ်တော့ခုနကစကားလေးကိုစက်မယ်ဆိုရင်ဟုတ်ဟုတ်ခမရဟိုမသိရင်ကျွန်တော်ပြောပြမယ်ကာကွယ်ဥတီချုပ်လင်မရပါပဲဟိုမြို့မကြီးကသွားဝယ်လာပြီးတော့ဒီမီးသွေးပုံနဲ့ပို့ပြီးတော့ဒါကိုယူသွားတယ်ဆိုတော့ အဲအဲ့တော့ဒီမျိုးမန်ဇီးကိုသွားတယ်သွားပြီးတော့ဒီငါတလောက်ဒီမျိုးမန်ဇီးကတခါဝေးဦးစီးချုပ်လည်းမရအဲ့လောက်ဒီဇီးကိုသွားမွေဦးလေဗျာဟုတ်လေဒီသွားချင်မှတော့သူ့တပည့်တွေသွားမှာဗောမဟုတ်သူမထွက်သူလမ်းမထွက်ရေသူကသူအိမ်သားထဲမှာနေမှာလीမဟုတ်အိအိမ်ယာလို့ဘယ်လိုအိမ်ယာလဲအိမ်ယာထဲမှာတို့ကအိမ်ယာထဲနေလို့ရမလားဗျာပြဿနာပဲအိမ်တော်ထဲမှာနေမှာကာဝဲဦးစီးချုပ်အိမ်တော်ထဲမှာနေမှာအဲ့တော့ဒီလိုပါမျိုးမန်ဇီးရင်သူငါတလောက်တွေဝယ်လာပြီးတော့ဒီငါတလောက်ကိုဘိုက်ခွဲတာဗျာ အဲ့ခွဲတဲ့ခါမှာသူကအထီးမှခွဲတာဟုတ်ပါအဲ့ဒီကိစ္စကိုဖြေရှင်းဖို့လူရှင်တော်ငိမ့်ချမ်းအောင်တော့သူတို့ခေါ်လိုက်သေးတယ်ငိမ့်ချမ်းခွဲတယ်လေဟုတ်လေဟုတ်ဘာတွေပြောနေတာတော့အဲ့တော့ရောကဘာတီနဲ့မှခွဲခိုက်တာမဟုတ်ဘူးအဲ့ဒါငိမ့်ချမ်းကျွမ်းတယ်ဆိုလို့မဟုတ်ဘူးအဲ့အဲ့အဲ့ကိစ္စတွေမှာပါတယ်ဟုတ်အဲ့ကိစ္စတွေမှာပါတယ်အဲ့တော့ခုနကစကားလေးကိုဆက်ပြောရမယ်ဆိုရင်ဒီရုရှားကိုငါတလောက်ပေါင်းနေတွတ်ကျွေးတာဟာအာဂျူကြီးကလက်သက်ကျွေးတာမဟုတ်ပါ အမျော်မြင်နဲ့ကြွေးတာအဲအဲ့ဒါတော်ပါပြီပြောသမောင်းဟာကဲလုံးသမောင်းအဲ့ဒီအမျော်မြင်ဘာတွေလဲဆိုပြီးတော့ဥပမာပြောရမယ်ဆိုရင်ကိစ္စတော်အရေးကြီးပါတယ်မတန်မဟုတ်လေဟုတ်ကျုပ်ရှိမှလာမကွယ်နဲ့ဒီပါဒီပါပြောအဲ့ဒီနည်းနည်းများအဲ့ဒီနည်းတော့များတယ်ခမခမခမအောင်းတီဘီတိုက်ပဲမှာဟာဘီဒီအောင်းတိုက်ပါဘယ်အောင်းဤဒီဘီတိုက်ဘီဒီအောင်းပြတ်သက်ပြတ်သက်ရောင်းကုန်တာရောင်းကုန်အဲ့တော့တို့ကြည်တဲ့တို့ကြည်တဲ့နော်သူများပေါ့စီ ငါပေါ့ဒီလေပုံပဲသူများပေါ့စီလေကိုကဒို့လို့ကျွန်တော်သူများလေအဲ့တော့ဒီကိစ္စဥပမာအနေနဲ့ပြောမယ်ဆိုရင်ငါတလောက်သွားကြည့်တာအထာရှိပါအေးเนาะခင်ဗျတေချာမတ်တာရုရှားတွေကအခုငါလာကြီးကျွေးလိုက်တယ်ဒီကာချုပ်ကြီးကျွေးလိုက်တယ်ငါတလောက်ပြီးစားမယ်อืมစားပြီးတဲ့အခါမှာသူကြိုက်သွားပြီကြိုက်သွားပြီလေကြိုက်သွားတဲ့အခါမှာသူထပ်ပို့ပြီးညွာပြီးရောငါတလောက်ပေါ့ဟာရောလက်ဖက်တော့ရောလက်ဖက်ကြီးထပ်ပို့ပြီးမယ်အဲ့မှာရုရှားတွေစားမယ်စားတဲ့အခါမှာများလာတော့ရုရှားတွေတွေးတိုးလာတွေးတွေတိုးလာညောခေါင်းတွေမူးတော့တွေးတိုးလာ เนาะไอ้หลุตွေးโตละได้อาคามา तू อ่ะดีตွေးโตปูบิซูทัวอ๋อญาติมาเปียนนี่ยังปิสิอินเนี่ยอุ้งนกขอซวยแท้จ้วยมั้ยราชาอ๋ออุ้งนกขอซวยแท้จ้วยมั้ยไอ้อุ้งนกขอซวยนี่จ้วยได้อาคามา तू นี่ปูโตละไอ้หลุโตละได้อาคามากาโจจีอ่ะตွေးโตจะซีราชาอ๋อเปลี่ยนยาวมั้ยตะแน่เนี่ยตွေးโตจะซีเนี่ยเปลี่ยนเด้มาไอ้ไอ้ถ้าหมูกระเหมียวပြောให้ตาเลยกาโจจีอ่ะยะท้าบนมาซี้ยောက်เนี่ยอเสี้ยหลอกเป็ดตัวตูเล่ลาบุเด้ดาเล่แน่ล่ะ နောက်တဲ့အတကြောင်နော်ဒါလည်းနဲ့လားမြို့ပဲရထားမှာလေမြို့ပဲရထားပေါ်မှာဆေးရောက်တဲ့လူကြတယ်ဗျာအဲ့တော့ तू ကဒီသွေးလို့ကြစီကိုရရှောက်ကိုပြန်ရောင်းမယ်ပြီးရင်သွေးတိုးနေလားဒီမှာသွေးလို့ကြစီနော်တောက်မယ်ပြီးရင်တနက်တွေဖေး तू ကသွေးလို့ကြစီနဲ့တနက်နဲ့ပြန်လဲမှာငါတလောင်းနဲ့တနက်နဲ့လဲမှာမဟုတ်ဘူးနော်ဝင်စင်လိုက်တာရှုပ်ပုံပြီးနော်အဲ့တော့အဲ့လိုမျိုးသွေးလို့ကြစီတောက်ပြီးတဲ့ခါမှာရရှာခြေစူးတင်သွားပြီဟာသွေးတိုးကြသွားပြီအဲ့အချိန်မှာ तू ကအထူးအစီအစဉ်နေနဲ့ရရှာတွေသွေးတိုးတွေကမကြည့်တော့ဘူးဆိုပြီးတော့ဒီတာကူဆနွေးမကင်းနေ ပြားရည်တွေနောက်ပြီးတော့ဒီတကြားပါတဲ့မုတ်တွေပြီးလို့ရှိရင်ဒီအချိုပေါ့မုတ်အချိုတွေပါပေါ့နော်မုတ်အချိုတွေကိုကျွေးမယ်အဲ့အချိန်မှာရုရှားတွေကစီဂျိုပြန်တက်လာအချိုတွေစားတယ်စီဂျိုတက်လာအဲ့အချိန်ကျမှအကျိုးကစံစည်းရည်ကိုဒီပလတ်စစ်ဘူးထဲမှာထည့်ပါကင်ပိတ်ပြီးတော့ made in စီဂျိုပြောက်စီပြန်ရောင်းမယ်ရုရှားကိုပြီးရင်စံစည်းရည်နဲ့လက်နက်တွေနဲ့ပြန်လဲမယ်ဟုတ်တယ် အဲ့တဘောလားရှုပ်ကုန်ရှုပ်ဟုတ်သူနားရရှင်းပြီအဲ့လိုပါစံစည်းရင်နဲ့လက်နဲ့နဲ့လင်းမယ်ပြီးတဲ့ခါမှာတွေးလို့ကြစည်းနဲ့ဒီလက်နဲ့နဲ့လင်းမယ်ဟုတ်စေးတယ်အကျွေးမပေးတော့ဘူးရရှာဟုတ်လေမဟုတ်ဘူးလေရရှာအရင်တော့ခနဲ့ဝယ်အကျွေးပေးတယ်ဟုတ်ကာကွေးဦးစည်းကြောက်ပါလေစေးရောက်နေလို့မဟုတ်ဘူးတလားခင်ဗျားပြောတဲ့အစီအရာလေးရထားဖို့မှာလေစေးရောက်နေတဲ့လူအစီအရာအာမျိုးနေညအဲ့အဲ့အဲ့လိုဖြစ်နေအဲ့လိုအဲ့လိုဖြစ်နေတယ်ဒီလိုပဲအရင်တော့ပတ်စံရှိတော့ရရှာမှာပေါ်တယ်ဝယ်လိုက်အေးလေခနဲ့တယ်ဟုတ်တယ်နော်အဲ့ဒါဒီတော်လိုက်တက်တယ်ဒေဝအောင် တိမ်ဝတဲ့အခါမှာ तू ကအကျွေးတော့ထက်ဝယ်မရှိတော့နော်အရန်ပန်းလာလည်းမရှိတော့ဘူးလေအကျွေးတော့ဝယ်လေအဲ့အကျွေးတယ်လေတစင်တစင်စင်နဲ့ဟိုမပေးနိုင်ဘူးမပေးနိုင်တဲ့အခါကျတော့အဲ့မှာခါကျိုးစဉ်းစားတာဘယ်လိုလုပ်လဲโอเคဆိုပြီးတော့အကြံတုံးလိုက်တာပေါ့အဲ့ချိန်မှာငါတလာပေါင်းကျွေးလိုက်မယ်တွေးတိုးပြီတွေးတိုးရင်ရော့တွေးတိုးကြစီဒီမှာပေးငါ့ကိုလက်လက်လဲလိုက်ပြီအဲ့ခါမှာနောက်တစ်ခါကျတော့ငါတလာပေါင်းမကျွေးတော့နားမလဲတော့နော်မကျွေးတော့ဘဲနဲ့ခုနအချိုတွေများများကျွေးမယ်အဲ့ချိန်မှာရုရှားတွေစီးချိုဖြစ် စီးကျိုဖြစ်တဲ့ခါကျတော့ဆန်စည်းကိုပါကင်ပိတ်ပြီးတော့ तू ကပြန်ရောင်းမယ်ပြီးရင်ငွေမချေနဲ့အနှက်တွေပေးဆန်စည်းရင်းနဲ့လဲတာပါဒီကိစ္စကတော့ကျွန်တော်ကောက်ွက်တယ်ဒီလိုအမျော်မြင်နဲ့သွားတာဒီကိစ္စကတော့ကျွန်တော်ကောက်ွက်တယ်ပြောပါဦးဗျာကျွန်တော်တို့ကာချုပ်ကြီးပြပနိုင်ငံခြားခီးသွားတယ်ဆိုတာအမျော်အမြင်ရှိပါရင်အဲကျွန်တော်ခုနပြောဆန်စည်းရင်းနဲ့တနက်နဲ့လဲမဟုတ်ပါဘူးမဟုတ်ပါဘူးခင်ဗျာအရှင်းရှင်းဆွတ်နေတာတော်တော်များတယ်ကြော်သေးချာလေးပြောပြပါမယ် ကာချိုကြီးနိုင်ငံခြားသွားတယ်ဆိုတာရွှေမျိုးပေါက်ဖော်ကြီးတွေနဲ့သုံးနိုင်ငံကျွန်တော်လုံးဝအချစ်ကြီးရေးသွားယူတာပါ။ချစ်ကြီးရေးသွားယူတာ။ဟုတ်ကဲ့ချိုင်းရေဟုတ်ကဲ့ချိုင်းနီကျွန်တော်ရွှေမျိုးပေါက်ဖော်ကြီးတွေနဲ့တည်တည်ချာချာလေးကျွေးမွေးအပ်ခံပြီးတော့ကျွန်တော်တို့အရင်တော့ကကျွန်တော်တိတ်ပြီးတော့ချစ်ခင်ရင်းနှီးမှုတိတ်မရှိဘူးပေါ့ဗျာ။အဲကြောင့်မလို့ကျွန်တော်တို့ကကာချိုကြီးနိုင်ငံခြားကိုခဏခဏသွားပြီးတော့ရွှေမျိုးပေါက်ဖော်ကြီးစီဟုတ်လေအရင်တော့ကလည်းချစ်တယ်လေအခုမှတော့ခဏခဏသွားတာလေးကောက်ရှိသွားတယ်အရင်တော့ကတိတ်မချစ်ဘူးလေ။ဟုတ်အဲ့ဒါအဲ့ဒါဒီလိုတရားလူချင်းပဲ။ तो ဟုတ်တယ်သူပြောတယ်ချစ်ကြည်ရေးသွားတာမှန်တယ်။ချစ်ကြည် ရသွားအရင်တစ်ခေါက်သွားတယ်ဗျာအရင်တစ်ခေါက်သွားတဲ့ခါမှာတရုတ်လေးရောက်ကောအဒီဟိုဟာကာချုပ်ကကာချုပ်ကချီချင်းပြေုံမင်းကချစ်တယ် I love you ရှီဆိုပြီးပြောခဲ့တယ်ဟုတ်ဘူးလေအဲ့ချိန်မှာ तू ကဖြေလို့ချင်းနောက်တစ်ခေါက်ပြန်လာဆိုလို့အခုတစ်ခေါက်ပြန်ပြီးတော့ဝင်လာဟုတ်လေခင်ဗျားပြောတယ်တော့ဟိုရှုပ်ကုန်ပြီလေဟိုမသိပဲကာချုပ်ကြီးကဟိုချီချင်းပြေနေသမီးသားဇာလန်းလိုလိုပဲပြင့်နေနော် ပူတဲ့ကိုအရင်ချစ်တယ်ပြောတာ I love you ပူတဲ့ပြောလိုက်တာအဲ့ဒါဆိုရင်လေအဲ့ဒီကျူရာကဘာဖြစ်သွားမှလဲ तू က number 1ပေါ့ဗျာဟိုက2 3ဖြစ်သွားမှာဗျာပြင်မနော်သူကြောက်လေသူကြောက်ထိုး3ရောက်နဲ့ကျွန်တော်ဗောသူအဲ့ဟိုထိုး3ရောက်နဲ့ကျွန်တော်ထိုး3ရောက်နဲ့ကျွန်တော်အဲ့ပေါ့ဗျာအမှန်ပူတင်ကိုအရင် तू ကချစ်တယ်လို့ပြောတယ် I love you ပူတဲ့မဟာလားပြောလိုက်တယ်ပြောလိုက်ရခါမှာအဖြေလို့ရင်နောက်တစ်ခေါက်လာဆိုတော့ तू ကငါတရောက်ဆိုတာဗာလေအဲ့ဒီဗျာပေါင်းစီချင်းပေါင်းစီချင်းပေါင်းစီချင်းပူပူနဲ့ ချစ်ခင်စုံမဲ့ပေါင်းသိမ်းဖို့အတွက်ကိုငါတို့လောက်ရေရအဖြစ်နဲ့ယူရတာဟုတ်ပြီအဲ့မှာသူကရှီချင်းပြင်မှာလည်းအဖြေတောင်းထားတယ်လေအဲ့တော့ I love you ရှီလို့ပြောခဲ့တဲ့အတွက်အပြန်မှာလှည့်ပြီးအဖြေဝင်တောင်းတာအဲ့ဒီမှာဒီကာကစ္စတန်ကိုလည်းသူက I love you ကာကစ္စတန်လုံးလိုက်တော့အဖြေဟိုဟာဖြစ်တာပေါ့နော်ကျွန်တော်ရှုပ်သွားပြီနော်ဟုတ်ချစ်ကြီးရောမျက်စိတွေလဲသွားပြီဟုတ်နားတွေရောမျက်စိတွေရောရှုပ်နေဟိုတစ်ခါချစ်တယ်ပြောခဲ့တာအခုတော့အဖြေတောင်းတာကာချုံကာချုံကြီးသွားတာရိုးရိုး ဟိုဘူးအဲဆန်စည်းနေတဲ့တက်နဲ့ဟိုယိုးယိုးနေကပြလက်ကြီးဟိုယိုးယိုးနေဆန်စည်းနေတက်နဲ့နဲ့လင်းနေပေါင်းစည်းဖို့အတွက်တိကျ professional ပြောနိုင်ငံတနေငံနဲ့တနေငံပေါင်းစည်းဖို့ဘလို့ professional မဟုတ်ဘူးဟိုတစ်ခါချစ်တယ်ပြောခဲ့တာထိုင်လိုက်တော့ဒီတစ်ခါကအဖြေတောင်းတာတော်ပြီထိုင်လိုက်တော့ဟောဒီကိစ္စကိုခင်ဗျားတို့မရှင်းနဲ့ဖယ်လီ90ဘုရားချောကလက်မကြွေးဘူးငါတို့ကြွေးတာတော်ပြီ ခင်ဗျားတို့ဒီကိစ္စကိုမရှင်းတော့အဲ့ငါတလောက်ကိစ္စကိုကိုကိစ္စပဲကိုကြည့်မယ်ကျုပ်ကကျုပ်အာယုံနောက်ခံပြီးကျုပ်ကျွန်တော်ပြည်သူအဲ့ဒါလေးတင်ပြပေးမယ်ဟိုပြည်သူကိုခင်ဗျားတင်ပြပေးလိုက်ကျွန်မတင်ပြပေးရမှာလေတကယ်တော့ဈေးကိုသွားပြီးတော့မြို့မဈေးကမပါပါတော့နော်တကယ်တော့ဒါက I love you I love you ပြောလိုက်တော့အခုအဖြေသွားတောင်းလို့ပြည်သူကိုတင်ပြပေးရမှာဆန်ဈေးရင်းနဲ့တန်းနဲ့နဲ့သွားလဲလိုက်ဟေးဟုတ်ဟောနဲ့အတူတူကြစီတူတူကြစီကျော်ပဲပြဟုတ်ဟုတ်ပြည်သူကိုတင်ပြပေးပါခင်ဗျားလောက်ရမယ်အလုတ်ကဟုတ် ဒါကဘေးဒင်းရေတရာအရသွားလို့တာမဟုတ်ဘူးအောက်လန်းနီအောက်လန်းနီလည်းမဟုတ်ဘူးမဟုတ်ဘူးဟုတ်အဲ့အဲ့ဒီကျူးကျူးလာဆုံးမကြီးပြတ်သွားလိမ့်မယ်လေခဏတော့ဟုတ်ဒုက္ခလေးပြူတော့သူ့ဆောင်းပြီးသင်းဆိုတာလေဘလို့ဆိုတာကိုရေဘူးဖြားနာနေတယ်မောကနေပြီးဆုံးမခေါ်တယ်ကကိုရေဘူးရတော့မင်းသွားကပင်းကူအဲ့ဒါကြားလိုက်အဲ့ဒါကြားလိုက်ကြားလိုက်ကြားလိုက်အဲ့ကျိုးဆိုထားတာဒါဆိုလို့ရှိရင်တော့ ရုပ်တော်ကနေပြီးတော့ပုံမှန်တက်ပြီးတော့ထိသိခိုင်းမှရမှာအာထိသိခိုင်းမှရမှာလေးပြူမထိသိနဲ့သူကဆိုဘန်ကောင်းမှာအေးစင်းနေနေပြီနော်ထားလိုက်တော့တွေးလို့ကြစီလာပို့တာအတော့ကပါမကွာတော်ပြီဒီကိစ္စကိုခင်ဗျားတို့ဒီမှာနေရက်လိုက်တော့ကျုပ်ကကျုပ်ကကျုပ်ရှင်းလိုက်စံစည်းရည်နဲ့လက်နဲ့နဲ့လေးတာဖြစ်နေတယ်အဲ့ကဲမှာသူကအမျက်ထုတ်ပြီးတော့ I love you ပူပြောပြီးတော့အခြေသတောင်းလာ။ထားလိုက်တာပဲ။ခမားကရှင်းရမှာပြည်သူလူစုကိုဘယ်လေတိုင်းကတလောက်ဘယ်လေတိုင်းကတလောက်ဆိုပြီးခမားတိဟာကျုပ်ကိုကွာ ါလက်တိုင်းကတလောက်အစားတော့ကိစ္စတော့ထားပါပဲဒီအစားတော့ကိစ္စကိုကျွန်တော်ကတော့ရှင်းမယ်ဟုတ်ကျတဲ့အမှုကိစ္စကိုပဲပြောစားတော့ကိစ္စကိုခင်ဗျားတို့မပါနေတော့ဟုတ်ဟုတ်မပါတော့နော်ဟုတ်ဟုတ်တလွဲကွာနိုင်ငံခြားမှာနေလာတဲ့ကောင်တော်တက်ကကောင်တွေကလည်းဘလူကောင်တွေလွတ်လိုက်လည်းမစံစည်းကြီးကိုဘီးထည့်ပြီးဟုတ်ဟုတ်ဖန်စည်းဘီးထည့်ပြီးထမ်းပြီးထမ်းပြီးတော့ပြီကတော့ပြီကျွန်တော်ဒီအေးငါကိစ္စစားရတဲ့ကိစ္စကိုကျွန်တော်ကျွန်တော်ရှင်းတော့မယ်ကျန်တဲ့ဒီအမှုတွေပဲခင်ဗျားတို့တင်ရအောင်အမှုတွေဆိုလို့ဟေးရှင်းနေပြောပါတယ်ပြောလေ ကိုဘူးကြီးကျွန်တော်တခုကြားရတာလေဟိုနေပြီးတော့မှဟိုကဗာလေအာဘလီဆောက်ဖို့အတွက်ငါဤကပေးလိုက်တယ်လို့ကြားတယ်ဟိုတရားသူကြီးအဲ့ဒီတဲ့ငါအတိအကျဟုတ်လားနေရပေးုံလည်းမဟုတ်ဘူးကျွန်တော်တို့ကကြုံရအဲ့မှာလုံချူရေးပါထားတာပေးတာညာတရားကြီးကြီးအေးဒီလိုဖြစ်ရမှာပေါ့ဟုတ်တယ်အဲ့ဒါနေမဟုတ်ဘာမျိုးပါတာစောက်စောက်ရေးအဖွဲရအောင်မအုပ်ဘူးလားခင်ဗျအဲ့အချိန်မကြတယ်ဟုတ်ကဲ့ကြောက်ကြောက်စီစီဟာအဲ့အချိန်မကြတယ်အချိန်ကြရင်ဟော ဟုတ်ပါဘူးဘာလို့ခရစ်ယာန်ကောင်းလေးတယောက်ပါလဲဖျားရည်ချက်မယ်ဘူးရမအဲ့ကိစ္စတွေရှင်းနေတယ်အဲ့တော့ကွာအချို့ကြီးအကုန်ရှင်းထားပြီသားကွာအချို့ကြီးအမိန်နဲ့အနောက်မှာအချိန်ကြကြချိန်ကိုက်ဘုံလို့များကျွန်တော်တို့ကြောက်လို့ရပြီသားထားရဘုံကျွန်မအချိန်ပြောစမှာဟုတ်ကျေကျေပြောလို့ရမှာဘယ်ရှင်းနေကြပါမလို့လို့ဟုတ်ကဲ့ဘယ်လိုကိုကျွန်တော်ပြောတာဖြစ်အဲ့ကိစ္စကိုကျွန်တော်တို့တွေကအဲအဲ့လိုမျိုးကတော့ရှင်းဆက်ရှင်းပါလေလုပ်ဘူးတယ်နော်ဟုတ်အဲ့ဒီအဲ့ဒီကလည်းလုပ်ဘူးလေအမ်ပေါ်ကျွန်တော်သိခဲ့ရတာဘောဒါတွေကပြီးတော့ဘောအရေးကြီးတာလေကာချုပ် ကကျွန်တော်တို့အပေါ်မှာနည်းနည်းတော့ဟိုဘယ်လိုဟောမလဲစိတ်စိတ်စိတ်ဟောပါပြကိုယ်ပဲယုံကြည်မှုအားကောင်းအောင်လေအေးခမဟိုမြို့ဘာသာသာသနာဆောက်ရအပွဲဟိုဖုန်းဖုန်းကြီးတွေလည်းပြောထားလိုက်အောင်နော်အချိန်မကြသေးဘူးအကုန်လုံးကြွကြကြစီစဉ်ထားပြီးသားကျွန်တော်တို့ကလွယ်လို့မဖြစ်ဘူးလွယ်လို့မဖြစ်ဘူးလွယ်လို့မဖြစ်ဘူးကျွန်တော်တို့ကဒီလိုဝါဒမိုင်းတွေတိုက်တာပဲအော်ပေါလာနေတာပေါလာခဏခဏနော်ဟယ်လိုအော်ဟုတ်ကဲ့အဖဟုတ်ကဲ့ ။ဗျာ။ဟုတ်ကဲ့ဦးမုံမုံအဲကျွန်တော်တို့မပြောဘူးလေဗျ။ဟုတ်လေခုခုကကျွန်တော်တို့ကဟွာလို့အကျွန်တော်မတင်ဘူးကျွန်တော်မတင်ဘူးမတရားဟုတ်မှာပဲကြည့်တည်ရ။ပြာ။တောက်ပြ။တောက်ကြပဲ။အော်ခုနခုနပြောတဲ့ဟာလေ။ခုနခုနလေးငါတို့ဘာမှပြောတာဘလို့လို့လိုက်ပေါ်ရောက်သွားတယ်လေ။ဟိုတက်တက်ချုပ်ကဗလီဆောက်ခိုင်းနေမဘာသာအိုပဲဟာလာခရိယံကိစ္စပဲ။ဘာသာရေးမိုင်းတိုင်းပဲဆိုတဲ့ကိစ္စ။အဲ့ကျွန်တော်တင်လိုက်တာဗီဒီယိုရိုက်ပြီးတော့လေ။မိုင်းလိုက် ရမယ့်ရလိုက်တာဗျာဟုတ်ပါဘာပြီးသူစတာတဲ့မစားဘူးမစားဘူးပြီးသူတီးဖို့လို့တယ်လေဟိုဘာပေးလိုက်ပါဘာဟဲ့လူခင်ဗျာပြောပါခင်ဗျာကိုမောင်ကိုအတင်းပြောတော့ခင်ဗျာပြောပါဒီမှာဘာကျုပ်တို့နေအောင်ဒေါက်တာပဲလေလောက်ပါရှင်းလောက်ကြပါတပတ်ရှင်းနေရနော်ဟယ်လို ဟုတ်ဟုတ်တယ်သူတို့ပြောနေတာလေခုန88ကလည်းဒီလိုတွင်နေပဲသူလောက်တယ်တဲ့ဟုတ်ဘူးအဲ့ဒါပဒတ်ကတော့သွားလာလို့ဟုတ်တယ်သူတို့ပြောတာဟိုပါလေအဲ့ဗီဒီယိုထဲမှာပါလေကာကျုပ်ကပလီစောက်ခွင့်ပေးလိုက်တယ်လုံချုံရေးပါပေးလိုက်တယ်ပြီးတော့မဘာသာဆန္ဒပြမပြန်អော်ကြမယ်အဲ့ခါမှာဒီဟိုခရီးရန်កောင်လေးရဟိုဖះဟိုဖြူနေတာအဲ့လောက်ရှင်းပြရမလို့အဲ့ဒါကိုလေဒီတက်ဒော်ဗီဒီယာပဲအဲ့ဗီဒီယိုဖြန့်လိုက်တာတဲ့ဟုတ်ပါပဲကွာဟုတ်ဟုတ်ထောင်ထောင်မချပါနဲ့ထောင်တော့မချပါနဲ့ထောင်မချပါနဲ့ဟုတ်ဟုတ်တကယ်ဆိုကျွန်တော်ဆုံးဖြတ်ပေးရမယ်ဘလို့ဘလို့ဆုံးဖြတ်ပေးရမယ် ။အော်အေးပေါ့ဒါဒါပေါ့ပေါ့ပေါ့တန်တန်ပဲလေ။ဟုတ်တယ်ဟုတ်တယ်။ခုနထောင်ချမယ်ကျတော့ဟိုအပြစ်ကကြီးသွားတယ်လေ။ဒါလေးကျတော့ပော့သွားတယ်။ဟုတ်ဟုတ်။နောက်နောက်အဲ့လိုပါဇက်တော့လွန်နေနေထိုင်နော်။ဟုတ်တယ်နော်။အဲအဲနော်။အဲတက်ကရှိရလွန်တော့ကဖော်အဲ့လိုဖြစ်ဟုတ်ဟုတ်ဟုတ်ကဲ့ဟုတ်ကဲ့ဟဲ့ကျွန်တော်ပြောလိုက်ခင်ဗျာကိုပူညီခိုင်းတာလေဗျာထောင်မချဘူးတဲ့ဟောတော်သေးတော့အခုကအဲ့တော့အသက်ရှူခုပဲလုတ်ခိုင်းတယ်ဒီနေ့ရောက်လာလိုက်ဟုတ်ကဲ့ဟောမောဟောမောခဏဟမ် ဘောမောက်ကနော်ဟုတ်ရဟိုကနော်လူကြီးမာလဲလို့လို့လားဟုတ်ကဲ့ဟုတ်ကဲ့ကျွန်တော်ဒီနေရာမှာထားပါအဲအမှန်တမ်းနော်အဲ့တော့ခုနတော်သေးတယ်ဗျာဒီရုံးတော်မှာခုနဒီစစ်တဲ့အတင်းတွေကိုပြောတယ်စစ်တဲ့ဝင်စင်တဲ့အကွက်တွေကိုပြောတယ်မလားပြောပြလိုက်တာပြောပြလိုက်တာအဲ့တော့ဒါဟိုလက်ခံတယ်နော်လက်ခံပါတယ်လက်ခံတယ်အဲ့တော့အခုလူကြီးတွေတော့ဒါဒီတရားလူကြီးနဲ့ရှင်းနေကိုထောက်ချမယ်လို့တော့ပြောတယ်ဒါပေမဲ့ကျွန်တော်ပြန်ပြီးတော့တောင်းပန်လိုက်တဲ့အခါမှာထောက်မချတော့ဘူးတဲ့တော်ပါသေးရဲ့ပေးတယ်ပေးလိုက်ပါ